ွာရှင်းပြီးမကြခင်မှာမြန်မာနိုင်ငံရဲ့ချမ်းသာဆုံးဘီလီယံနာတထေးတယောက်နဲ့လက်ထပ်တော့မဲ့ရှိုးရီလီမိုအားလုံးမင်္ဂလာပါရှင်ဆယ်လီတိုင်းနျူပေးကနေကြိုဆိုလိုက်ပါတယ်ယူရီလီမိုဟာမကြာသေးတဲ့အချိန်ကမှခင်မုန်းတယ်နဲ့ကွာရှင်းလိုက်တဲ့အကြောင်းကိုအယုံမို့ပြောခဲ့သူဖြစ်ပါရင်အသက်19နှစ်ရွယ်မှာအိမ်အောင်ကြခဲ့တဲ့ယူရီလီမိုဟာကိုနစ်တာဝေကျွေးကိုခြေဆက်လိုက်ပြီးပြီးဆိုတော့အတိပေးခဲ့ပြီးတော့တယောက်ထဲတောက်ပနေခဲ့ပါရင် ဒါပေမဲ့ဒီရဲ့ပိုင်းအတွင်းမှာတော့ရှုံးရီလီမိုဟာမြန်မာဘီလီယံနာတယောက်နဲ့တွဲနေတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့ပါရီမြန်မာနိုင်ငံကတထေးကြီးတွေထဲမှာဒေါ်လာတန်းချီကျဲဝါတဲ့မီလီယံနာတွေဘီလီယံနာတွေများစွာရှိပါရီရှုံးရီလီမိုရဲ့လက်ရှိချစ်သူကတော့ချမ်းသာလာပါတယ်ဆိုတဲ့တထေးကြီးတွေထက်ပိုပြီးတော့ချမ်းသာရင်ဘီလီယံနာတယောက်ဖြစ်ပါရီအသက်30ကျော်ရွယ်ကန်းသာရှိသေးပြီးပိုင်ဆိုင်မှုတွေကလည်းမြန်မာနိုင်ငံအနှံ့မှာရှိတယ်လို့ရုပ်ရှင်မင်းသားမဟုတ်ပေမဲ့ငငယ်လေးကလူသိများတဲ့သူဖြစ်ပါရီတီဗီသတင်းတွေမှာမကြာခဏတွေ့ရတဲ့သူဖြစ်ပြီးတော့သူနဲ့ပတ်သက်တဲ့ကောလာဟာလာတွေလည်း ည်းမျိုးစုံထွက်လာခဲ့ပူပါရီနေမေကြီးမင်းသားရင်းအစိုးရတာမှဒီမျိုးသားနဲ့တွေ့ရင်တော့ချိန်သွားကြတဲ့အထိအင်အားကြီးတဲ့တိုင်ဝမ်ကနေစဉ်သက်လာခဲ့သူပါဒီမျိုးသားနဲ့ရွေးဝင်လင်မိုးတို့စင်ကာပူမှာရှောက်လည်နေတာကိုစင်ကာပူမှာရှောက်နေတဲ့မြန်မာတွေကတွေ့လိုက်ပြီးတော့ဆယ်လီတယောက်ကပြောပြခဲ့တာပါမကြသေးခင်ကမှအကွာရှင်းထားတဲ့ နမေငါးလုံးပိုင်ရှင်မင်းသမီးတယောက်နဲ့နမေလေးလုံးရှိတဲ့လူတယောက်ကစင်ကာပူမှာရှောက်လည်နေကြပြီးတော့အဲ့ဒီမျိုးသားရဲ့အိမ်နမေကတော့သုံးလုံးရှိတယ်လို့ဆိုပါရီနမေလေးလုံးပိုင်ရှင်မျိုးသားကငငယ်လေးကလူတီများသူဖြစ်ပြီးနောက်ခံအင်အားကလည်းတောင်းတင်းတယ်လို့နိုင်ငံသားသချင်းတွေကိုကာပါပြန်ဆိုတတ်တာဖြစ်ပါရီစင်ကာပူကိုရောက်နေတဲ့မြန်မာတော်တော်များကသူတို့နှစ်ယောက်ကိုတွေ့လိုက်ကြပြီးတော့ယုံတာမယုံနိုင်ဖြစ်ခဲ့ကြပါရီ ရှုံးရီလီမိုဟာစင်ကယ်မာတာတယောက်ဆိုပေမယ့်နောက်ခံတိုင်ဝိုင်းကလည်းကြီးမားသလိုအခုထိလေလပနေစေဖြစ်ပါ ರಿ ။နောက်ခံအင်အားကြီးတဲ့မြို့သားတယောက်နဲ့ချစ်သူတွေဖြစ်သွားလိမ့်မယ်လို့ဘယ်သူကမှမထင်ထားခဲ့ကြပါဘူး။ ဒီမျိုးသားကပိုင်ဆိုင်မှုတွေများစွာရှိသူတယောက်ဖြစ်ပြီးမြန်မာနိုင်ငံမှာသူ့ကိုမသိတဲ့သူကလည်းခက်ရှားရှားဖြစ်ပါရင်နမေကျော်မင်းသမီးတွေနဲ့တည်နေထွက်ခဲ့ဘူးလို့စကားပြောဆိုကောင်းသူတယောက်လည်းဖြစ်တာကြောင့်မိကလေးတွေကဝမ်းဝိုင်းလည်နေပါရင်ဒီလိုနဲ့ရှင်ဝေလီမိုးကကွာရှင်းပြီးမကြခင်မှာတွင်တွေ့နေတာဖြစ်လို့အားလုံးကတော့အံ့ဩနေကြပါရင်ရှင်ဝီလီမိုးလက်ထက်သွားတော့ကလည်းအမျိုးသားအတူကြီးဟာအသေးကွဲပြီးတော့ကြံရိတ်ခဲ့ရတယ်လို့အခုလည်းဘယ်သူမှမရှင်းနိုင်တဲ့အမျိုးသားတစ်ယောက်နဲ့တွဲနေရကြောင်း သူကိုအားပေးရင်မြို့သားတို့ကြီးကတော့ထပ်ပြီးတော့တဲကွဲနေကြပြန်ပါရင်အချို့ကတော့ဒီသတင်းကိုဖြစ်နိုင်မှုဆိုပြီးတော့မြုံကြည့်ကြပါဘူးရေဝင်လင်မိုးတို့ရဲ့မိသားစုဟာအချိန်လေးကနောက်ခံကောင်းမိသားဖြစ်တဲ့တွေ့ဒီလိုမြို့သားနဲ့တွေ့တာတော့မဟုတ်လာဘူးဆိုပြီးတော့ညှင်းနေကြပါရင်ရေဝင်လင်မိုးကအိမ်တော်ကြီးစင်မပြေလို့ကြွားရှင်းခဲ့ပြီးမှဒီလိုမြို့သားနဲ့တော့ထပ်ပြီးတော့မတွေ့စေချင်တော့ပါဘူး ဒါပေမဲ့သူတို့နှစ်ယောက်ကိုတွဲပြီးတော့မြင်လိုက်တဲ့သူတွေကတော့တယောက်နှစ်ယောက်မကတဲ့တွင်ငိုရတော့မယ့်မြို့သားတူကြီးဟာအသိဆက်ကွဲရမလားမကွဲဘဲနဲ့ရှက်ထားမလားဆိုပြီးတော့ဖြစ်နေကြပါရီ။ရှင်ဝင်လင်မို့ကတော့သူ့ရဲ့ကိုကြီးကိုယ်တာကိစ္စဖြစ်တဲ့တွေအတိမပြူသေးပါဘူး။မြန်မာနိုင်ငံမှာချမ်းသာပါတယ်ဆိုတဲ့သူတွေထက်ပို့ပြီးတော့ချမ်းသာတဲ့ဘီလီယံနာမျိုးသားတယောက်နဲ့ရှင်ဝင်လင်မို့ကိုပြိသက်ကြီးရောသဘောကျရလားဆိုတာကွန်မန့်မှာပြောသားပေးခဲ့ပါအောင်ရှင်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါရီ။နောက်နေ့ဒီမှာလည်းစေဝင်စားစရာအကောင်းနဲ့ဆယ်လီနေနုပညာရှင်တွေရဲ့သတင်းနဲ့တူပြန်လာခဲ့ပါအောင်ရှင်။